်ခမုံကစာအုပ်လက်ဆောင်ပေးရင်လေအဲ့စာအုပ်လက်ဆောင်ပေးတဲ့အချိန်မှာဟာတဲ့မေတ္တာဆွေးရတဲ့ဆိုပြီးအဲ့လိုပြောတာဆိုဟာအဗီဒီယိုလေးတော့ရှိသေးတယ်တိုင်းမတင်ပြလို့ဟာခမုံကြီးကသိရလားပေါ့ခမုံကြီးကသိရလားဆိုတော့အဲ့လိုပြီးတော့ဟာသိရယ်ပီတိဖြစ်ရပါဘောပီတိဖြစ်တာထက်ဘယ်လိုပြောမလဲဟိုအရန်ဝမ်းသာတာပေါ့နော် ဲနေကြတာများပြီးပုံနေဆိုလို့ရှိရင်လည်းဒီတစ်ခါလေးမေးလောက်ပြီးဆိုပါဟာထတယ်နော်မိသားစုဘယ်ရောက်နေပြန်ပြီလဲဆိုတော့လို့ပြောကိုဘိုးကမှအကြိုက်ဆုံးကအစားတောက်ပေါ့အဲလိုမျိုးစားရတယ်ပေါ့ဆိုတော့အဲ့ချိန်ဆိုတော့တူ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 ပြောပါသမီးတို့အနေနဲ့ဆိုလို့ရှိရင်ဒီဟိုမျိုးဆက်သစ်တယောက်ပေါ့လေပြီးတော့အထူးသဖြင့်ဒီမြန်မာတန်းစင်တွေကိုအဲဒီခင်မှာပြန်လည်ပြီးစူးစမ်းတည်ဆောက်နေတဲ့လူငယ်တွေအနေနဲ့ မျိုးအဲဒီခမုံဝင်းနေပူဇော်ပွဲတို့နောက်ပြီးတခြားဒီပွဲရေးစိတ်ပူဇော်ပွဲအဲဒီအလှပွဲတွေပေါ့လေအဲ့လိုမျိုးတွေမှာအဲတမျိုးပါဝင်ပြီးတော့လေပူဇော်ရတယ်အဲခုံပြုရတယ်ပေါ့နော်အဲ့ဒီအတွက်အရန်လဲတကယ်ဝတ်တာပါတယ်ပြီးတော့တမျိုးတို့ဒါချင်းမြောက်ပေးတာပေါ့လေအဲတခြားအလှရှင်တွေဆိုလို့ရှိရင်လဲအဲမိသားတို့ဟိုခုံပြုပေးရတဲ့အတွက်သူတို့လှူတာလေးကိုကိုယ်ကလည်းအတန်နဲ့ပါဝင်ပြီးတော့ဂုံမြုပ်ပေးရတာပေါ့အဲ့တော့ကိုယ်ကအတန်အလှလဲပါတာပေါ့ပြီးပြီးဖြေရပါတယ်ဝီ တကယ်တော့အဲ့ချိန်ကဆရာတော်ကြီးနားတဲ့အချိန်လို့ပြောတယ်ဒါပေမဲ့ဟိုတမင်တို့ကံကောင်းစွာနဲ့ပဲဆရာတော်ကြီးကိုဖူးတွေးဝင်ရတာပေါ့နော်အဲ့နဲ့ဟိုခမုံကစာအုပ်လက်ဆောင်ပေးရင်လေအဲ့စာအုပ်လက်ဆောင်ပေးရတဲ့အချိန်မှာအာဟိုနာမည်မမေလို့ဆိုလို့ရှိရင်မေးရလေနာမည်ဘယ်လိုရေးဘယ်သူလဲအဲ့လိုခမုံကမိန်တာပေါ့အဲ့ကြတော့အာဒေါမဆွေပါခင်ဗျာအဲ့လိုကြအာတမိတာဟာလေမေတ္တာဆွေရဲဆိုပြီးအဲ့လိုပြောတာဆိုဟာဗီဒီယိုလေးတော့ရှိသေးတယ်တမိမတင်ပြလို့ဟာဖုံးဖုံးကြီးကသိရလားပေါ့ ဖုံဖုံရဲ့တိရလားဆိုတော့အဲ့လိုမျိုးတော့အဲ့တိရပီတိဖြစ်ရပါဘောပီတိဖြစ်တာထက်ဘယ်လိုပြောမလဲဟိုအရန်ဝမ်းသာတာပေါ့နော်အော်ဖုံဖုံဒီလိုအဲဒီလိုဆရာတော်ကြီးကနေပြီးတော့ကိုယ့်နာမည်ကိုတိရပေါ့နော်ဖုံဖုံကညမေဆိုချင်းမြောက်တာလဲပါတာပေါ့နော်အဲတနည်းမြန်မာတန်လေးတွေဒီလိုမျိုးဘာသာရေးနဲ့ပတ်သက်တဲ့ခန္ဓာတွေမှာဆိုတာလဲဖုံဖုံကဟိုဟာဖြစ်မှာပါအချင်းဝါ ရာကတော့အလုံးနဲ့ပတ်သက်ရင်တော့အဲတုံးကျင်လေပြီးတော့ဟိုတုံးနဲ့တုံးတင်ပါတယ်တမျိုးကြတော့ဟိုဘယ်လိုပြောမလဲအလူပညာရှင်တွေဖြစ်ရကြအောင်ပေါ့နော်ပြည်သက်နဲ့အဆက်မပြတ်သွားအောင်ဒါပေမဲ့ပုံမှန်ဆိုလို့ရှိရင်တော့အဲ့လိုဘယ်လိုပြောမလဲဟိုအေးစေးစေးပဲနေကျင်တာများပြီးတော့ပုံနေဆိုလို့ရှိရင်လည်းဒီတစ်ခါလေးမေးလောက်ပြီးဆိုပါဟာထတယ်နော်မိသားစုပဲရောက်နေပြန်ပြီလဲဆိုတော့အဲ့လိုပြောဒါပေမဲ့ဟိုပြန်ပြီးတော့လူလူရောက်လာပြတာပေါ့အဲ့ကော့ကိုတော့အေးစေးနေတာပြန်မှာဒါပေမဲ့အပြင်မှာဆိုလို့ရှိရင်တော့ဟိုအပေါင်းအသင်းမတ်တယ် ခင်တတ်တယ်ပြီးစကားအရင်ပြောတယ်ခင်တဲ့သူနဲ့ဆိုတော့စကားအရင်ပြောတာပေါ့တချို့ကတော့လည်းမသိတော့အဲ့လိုလိုတီတီပဲဆိုချီချေရလို့ထင်တယ်ရဲ့အမြတ်မျက်မှတ်တော့လေအားရကြလို့ရှင်မျက်မှတ်မပိုင်လဲအဲ့လိုမျိုးဖြစ်ပြီးသွားတာပေါ့ဒါကိုရဲ့လူကြီးသူမရဲ့ဟိုဘယ်လိုပြောမလဲအဆုံးအမရဲ့သူတို့ရဲ့နေထိုင်ပြုမှုပြောဆိုပုံတွေကိုလည်းအတူယူကြတာပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုသမီးကိုယ်တိုင်လည်း ောင်းဒီတိုင်းလေးကောင်းကောင်းမို့လေအဲ့လိုမျိုးနေကြကြပေါ့ဒါပေမဲ့လူငယ်ဆန်ဆန်ဆိုလို့ရှိရင်တော့အဲ့လိုဟိုစကားပြောတာပြောပြောကိုယ့်ရဲ့ကြီးအဓိကကတော့အကျိုက်ဆုံးကကိုယ့်ဘဝမှာအကျိုက်ဆုံးကအစားတောက်ပေါ့အဲ့လိုမျိုးစားရတယ်ပေါ့ဆိုတော့အဲ့ချိန်ဆိုတော့တွတ်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 ပြောလိုက်စမ်းနေဘဝအသေးကြီးကြွေအောင်ခွေရှူခင်းနေတွေသာဟာတကယ်တော့အများကြီးစူးစမ်းရပါအောင်ပဲတမီးဟိုဟိုဘယ်လိုပြောမလဲ ဆိုဆိုဘယ်ဘယ်နေရာမှာဖြစ်ဖြစ်ပေါ့ပညာရဲ့ဆိုတာတော့တင်လို့တော့မကုန်နိုင်ဘူးပေါ့နော်။အဲတမီးမိရတဲ့တချင်းတွေဆိုတော့အများကြီးကြံသေးတယ်။အဲ့တော့တချင်းတွေလည်းအများကြီးကြဲအောင်မယ်။မဟာဂီတရေးလည်းကြဲရအောင်မယ်။အဲပြီးကိုရဲ့ဒီဟိုအနုပညာကိုထပ်ပြီးတော့ဗာလေးများထပ်မြင့်ရုံမလဲပေါ့။အဲလိုကိုလုံနိုင်တဲ့ရေချင်းလေးတွေချပြရမလား။အဲအဲ့လိုမျိုးလေးတွေလည်းအဲစဉ်းစားရလေးရရှိပါတယ်။ အာတမိကိုမိသားဒီနေ့ချီပေါ့နော်အပိနေကြရဲ့ပြည်သက်ဒီအားလုံးကျေးဇူးများရေးတင်ပါတယ်အားလုံးအမြင်ပြောနေကြတဲ့ပေါ့နော်အားလုံးအပိရကျူးနေတဲ့မိသားစုဖြစ်အောင်အမြင်ရဲ့ကြိုးစားပြီးတော့ရှောက်လန်းပါမယ်လို့ပြောအဲဒီတခြားအချင်းပြန်ဆိုတေးလေးတွေပဲဖြစ်ဖြစ်အချင်းတက်လေးတွေပဲဖြစ်ပေါ့နော်အဲ့အလေးတွေလည်းထွက်တဲ့အခါကျလို့ရှိရင်ပြည်သက်ဒီအပိနာဆင်ပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးများရေးတင်ပါတယ်